အပိုင်း950နေရအဆောင်မှာတော့ကန်ဂျူရိုကယာဆူရီရဲ့လောင်းကိုသူနဲ့အတူကူရီကိုယူသွားပေးဖို့လုပ်ခဲ့ပါရီအားလုံးကလည်းဒါကိုသဘောတူလိုက်ပြီးယာဆူရီရဲ့လောင်းကိုကောင်းကောင်းဆောင်ရှောက်ပေးဖို့အတွက်ပြောလိုက်ပါရီကန်ဂျူရိုကယာဆူရီရဲ့ဇာပနာကိုအကြီးကျယ်လုပ်လို့မရပေမဲ့တေချာဝအိုရန်နဲ့တမီထဲမှာမြုပ်ပေးလိုက်မယ်လို့ကြေပေးလိုက်ပါရီဒါကိုကြတော့အားလုံးကလည်းဝမ်းသာသွားပြီးကန်ဂျူရိုကအားလုံးကိုယာဆူရီရဲ့ကျေးဇူးတွေကလည်းသူတို့ပေါ်မှာအများကြီးပဲလို့ပြောလိုက်ပါရီဘာလို့လဲဆိုတော့ယာဆူရီရဲ့အသက်ဆုံးသွားမှုကြောင့်သူတို့ရဲ့အစီအစဉ်ကမပြည့်စည်သွားခဲ့တာပါ အဲဒီတော့ရာဆွေရဖမ်းခံလိုက်ရပြီအားလုံးကိုအခုတလောလူတွေချောင်းမှရေးပန်းစားနေတယ်။တင်ဂီတာပုံစံရွက်ကသူ့လုခဲ့တာလို့ပြောလိုက်ပါရီ။နှစ်ပေါင်း20လောက်ကြာအောင်ကိုစီကီမျိုးနယ်စုတွေအတွက်လက်စားချေဖို့စစ်သားကိုစုဆောင်းမရခဲ့တာကြောင့်သူကရှက်ရခဲ့ပြီးခလီလို့စောင်းနောက်ခဲ့တာလို့ပြောပြခဲ့ပါရီ။ဒါပေမဲ့အကြောက်ကြီးတဲ့အိုရိုချီကလက်တလောရေးပန်းစားနေတဲ့လာချမ်းပုံတက်တူနဲ့သူတွေကိုဖမ်းဆီးတာတွေလုပ်ခဲ့တယ်လို့ပြောပြလိုက်ပါရီ။ဒါကိုကြားတော့အိုရိုချီကဒေါသထွက်သွားပြီးရာဆွေကိုမသိခင်ပါပြောချင်တယ်လို့မေးတော့ရာဆွေကအိုရိုချီကိုမင်းပိတ်လောင်ထားတဲ့စကားတွေကိုထပ်ပြောမယ်လို့ပြောလိုက်ပါရီ။ ပြီးတော့သူကအိုရိုချီကိုသဘောထားသိသိနေတဲ့သူကအိုရန်ရဲ့ကောင်းမှုကိုဘယ်တော့မှသိမှာမဟုတ်ဘူးလို့ပြောလိုက်တယ်။ဒါကိုကြားတော့အိုရိုချီကလည်းဒေါသထွက်သွားခဲ့ပြီးသူကယာဆူရီကိုမင်းရဲ့ကိုမကြီးစံနေအပြည့်ဖြစ်ပေးမယ်ပြောလိုက်ပြီးယာဆူရီကိုတတ်ပြစ်ခဲ့ပါတယ်။ဒါရီကိုတရီရနေတဲ့ကန်ဂျူရိုကမျက်ရည်တွေကျနေပါတယ်။အဲ့ဒီချိန်ဖရန်ကီကတော့စီးတော့ကြားတော့ကောင်းတဲ့အတူပဲကန်ဂျူရိုကိုသွားရအောင်လို့ပြောလိုက်ပါတယ်။ဒါကြောင့်အားလုံးကလည်းသူတို့ကိုနှုတ်ဆက်လိုက်ကြပြီးဖရန်ကီတို့ကလည်းထွက်လာခဲ့ကြပါတယ်။မျိုးရိုအတနီယာမှာတော့စိတ်ကန်းမှာရော်ဘင်တို့ရဲ့ပုံတွေကိုအလိုရှိပိုစတာတွေနဲ့ကတ်ထားပြီးစိတ်ကန်းကိုလာသမျှလူတွေကိုလည်းစစ်ဆေးနေခဲ့ပါတယ်။ ဒါဝင်မျိုးနော်ရော်ဘင်တို့ကအကြက်ရိုက်သွားခဲ့ကြပါတယ်သူတို့ကကူရီမျိုးကိုသွားဖို့ဆိုရင်ဒီသင်းမောကိုမဖြစ်မနေစီရမှာပဲဖြစ်ပါတယ်ဒါကြောင့်ဦးစုပ်ကအကြံတစ်ခုကိုထုတ်ဖို့အတွက်ပြောလိုက်တယ်အဲ့ဒီချိန်တစ်ဖက်မှာလည်းအဆောင်ကြီးကလာသမျှလူတွေကိုပုံနဲ့တိုက်ကြည့်နေခဲ့ပါတယ်ခဏကြာတော့ရော်ဘင်တို့ကရောက်လာပြီးသူတို့ကမျက်နှာတွေကိုရှုံ့မဲ့ထားလိုက်ပြပြီးဘရုကသူတို့နောက်ကိုလိုက်နေတဲ့ပုံစံနဲ့ရောက်ရှိလာပါတယ်ဒါဝမင်းတို့အဆောင်ကသူတို့နောက်ကိုတရေလိုက်နေရပဲလို့ဆိုတာလန့်သွားပြီးအ мян ဖြတ်သွားခိုင်းလိုက်ပါတယ်။အဲဒီနောက်မှာတော့သူတို့ကကူရီကိုသွားမဲ့လေပေါ်ကိုလိုက်လာခွင့်ရသွားခဲ့ပါပြီ ရောဘင်ကဘရုတ်ကိုတိုကိုကဘယ်လိုလဲလို့ပြီးလိုက်တော့ဘရုတ်ကအင်ဂျီတကတိုကိုကိုကြည့်လိုက်ပြီးမော်ဘီအိတ်နေပြီလို့ပြောလိုက်ပါရီဒါပေမဲ့တော့ဦးဆုပ်ကတိုကိုကိုကြည့်ကရာဇူကြီးဆုံးသွားတာကိုဘယ်လိုပြောရမလဲဆိုပြီးတွေးနေပါရီအဲ့ဒီချိန်ရောဘင်ကဘရုတ်ကိုကလေးကိုသူမကိုပေးထားဖို့အတွက်ပြောပြီးနင်မကခန္ဓာကိုယ်အနည်းငယ်မရှိဘူးလို့ပြောလိုက်ပါရီဒါကြတော့ဘရစ်တရောက်ခြေခွဲသွားခဲ့ရပါတယ်။တဖက်မှာလည်းအာရှူရာကကင်းရမွန်တို့ကိုတန်နီယာကိုခေါ်သွားနေခဲ့ပါတယ်။ဒါကြောင့်သူတို့ကလမ်းလျှောက်သွားနေရင်သူတို့ကအခုလိုမျိုးလမ်းတူတူမလျှောက်ရတာကြားနေပြီလို့ဒုကပြောလိုက်ပါတယ်။ ဒါကိုကြတော့ကင်းရမုံကလည်းထောက်ခံလိုက်ပြီးပြန်တွေးကြည့်ရင်ဒါကမနေ့တနေ့ကလိုပဲလို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ကင်းရမုံကအာရှူရာကိုဒီနေရာမှာကြည့်စရာပါရှိလို့လဲလို့မေးလိုက်တော့အာရှူရာကတစ်ဖက်ကိုပြလိုက်ပါတယ်။အဲဒီမှာကင်းရမုံကဒေမော်ရီအများကြီးကိုတွေးလိုက်ရလို့အံ့ဩသွားပါတယ်။အရှူရာကဒါရီကိုကိုင်ရိုဖျက်ဆီးလိုက်တဲ့စိတ်ကန်းကြီးကနေရအောင်တိတ်ထားခဲ့ရတာလို့ပြောပြလိုက်ပါတယ်။ပြီးတော့အနေငယ်ပြင်ရမယ်လို့ပြောပြီးဒါရီနဲ့ဆိုရင်ထောင်ချီတဲ့စစ်သားတွေကိုကိုင်ရိုရဲ့ကျုံးကိုပို့လို့ရသွားပြီလို့ပြောလိုက်ပါတယ်။ ်ဂီယမ်မွန်ကတော့သူတို့တွေအခက်ခဲကိုကြော်ဖြတ်ပြီးဒီလောက်ထိလှုပ်လိုက်လိမ့်မယ်လို့မထင်ခဲ့ဘူးလို့ပြောလိုက်ပြီးဝမ်းသာနေခဲ့ကအာရှူရာကိုလည်းလှည့်ပြီးချီးကျူးနေခဲ့ပါတယ်ဒူးကတော့သူ့အနေနဲ့အာရှူရာကိုဒီလောက်ထိထဲထဲဝင်ဝင်ရှိမယ်တော့မထင်ထားဘူးလို့ပြောလိုက်တယ်ဒါကိုကြတော့အာရှူရာကဂီယမ်မွန်တို့ကိုဒီနေ့၂၀လုံးလုံးသူဘာတွေလုပ်နေတယ်ထင်လဲလို့မေးလိုက်ပါတယ်တစ်ဖက်မှာလည်းဦးဒမာရောလူဖီတယောက်လေးကျင့်နေပါတယ်ဒါကိုမြင်တော့ချော်ပါကဓာတ်ထလိုက်ပြီးလူဖီကိုဘာလုပ်နေရလဲလို့ဆိုကနာနာနေနေနေဖို့အတွက်ပြောလိုက်ပါတယ်ဒါပေမဲ့လူဖီကတော့အားလုံးကပြင်ဆင်နေရင်သူလည်းဒါကိုလေ့ကျင့်ဖို့လိုတယ်လို့ဆိုက ရေဂူလူကလည်းသူ့ကိုကူပြီးလေ့ကျင့်ပေးမယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ချော်ပါကလန့်သွားပြီးဖြစ်ပါမလားလို့မေးလိုက်တယ်။အဲဒီနောက်မှာတော့လူဖီကထိုးလိုက်ပြီးဟျူဂူလူကဒါကိုခံထားပြီးလိုက်တာကြောင့်ချော်ပါကအံ့ဩသွားပါတယ်။အဲဒီနောက်ဟျူဂူလူကလူဖီကိုလေဗင်ကနေချုပ်ထားတဲ့အရာတွေကိုဖျောက်တုံးကရီယိုကိုတုံးခဲ့တယ်ဆိုတာသိကြတယ်လို့ပြောလိုက်ပါတယ်။ပြီးတော့ခါဝါမတ်ဆုကလည်းဒါကိုကျွမ်းကျင်စွာအသုံးပြုနိုင်တာကြောင့်သူကပူတံမာရီလို့ပြောလိုက်ပြီးထက်လေးချင်းမှုအတွက်ပြောလိုက်ပါရီအဲ့ဒီအချိန်ဝါနူဒီသားရဲ့မြောက်ပိုင်းတန်ရာမှာတော့ခါဝါမတ်ဆုကတူဘူးကျော်တို့ကိုဆွဲကသွားနေပြီး အဲ့ဒီယောက်ကငါ့ကိုစောင်းတော်နေပါမလားလို့ပြောခဲ့ပါရီတဖက်မှာလေးဒရာဘော်ကလူကြီးကဇိုရိုတယောက်ပြန်လာတာကိုမြင်တော့သူကစိတ်တူသွားပြီးဒါကိုကြားတော့ဇိုရိုကအရင်တစ်ခေါက်ကသူရဲ့ဂျားကိုအနောက်ရှက်ဝင်လာလို့မှတ်လားလို့ပြောလိုက်ပြီးမင်းလည်းလုံကိစ္စမပြီးပြတ်တာကိုကြိုက်ဘူးမှလားလို့မေးလိုက်ပါရီဒါကိုကြားတော့လူကြီးကလည်းဇိုရိုကိုဒါဆိုရင်လေမင်းရဲ့ဓာရီကိုယူပေးရမှာပေါ့လို့ဆိုကတိုက်ခိုက်ဖို့လုပ်ပါရီအဲ့ဒီနောက်မှာတော့နှစ်ယောက်သားပြန်လည်တိုက်ခိုက်နေကြတာပါနောက်တော့ဇိုရိုကသူ့ရဲ့ဓာတ်နှောင်းစတိုင်ကိုတုံးကတဖက်လူကြီးကိုတိုက်ခိုက်ခဲ့တာကြောင့်လူကြီးရဲ့ဓာတ်ကကျိုးသွားပါရီ။ဒါပေမဲ့လူကြီးကသူ့ရဲ့ဓာတ်နှောင်းကိုထပ်မံထုတ်ယူလိုက်ပြီ ငါမှမင်းထက်ဓာရီပိုများတယ်လို့ပြောလိုက်ပါရီအိမ်တော်တိုက်ခိုက်နေရင်ဇိုရိုကလူကြီးကိုမင်းကမိတ်ဆွေလာရန်သူလားဆိုပြီးမေးလိုက်ပါရီအိမ်တော်မှာတော့ဇိုရိုကလူကြီးကိုတိုက်ခိုက်လိုက်ပြီးသူကအပေါ်ကနေတက်ထိုင်လိုက်ကလူကြီးကိုဓာနဲ့ရွေထားလိုက်ပါရီဇိုရိုကလူကြီးကိုမင်းကဘာလုပ်လဲလို့မေးလိုက်ပြီးဘာလို့ဓာရီကိုစုနေတာလဲလို့မေးလိုက်ပါရီပြီးတော့ဇိုရိုကသူ့ရဲ့ဓာကိုသူ့ကိုပြန်ပေးဖို့အတွက်ပြောလိုက်ပြီးဓာတစ်ချောင်းအတွက်နဲ့အသက်ကိုမစွန့်ညင်ပါနဲ့လို့ပြောလိုက်ပါရီဒါပေမဲ့လူကြီးကတော့သူ့ကိုပြန်တိုက်လိုက်တာကြောင့်ဇိုရိုကနောက်ကိုဆုတ်သွားခဲ့ပြီးအသိပြင်ထားခဲ့ပါရီ လူကြီးကတော့ဇိုရိုကိုဒီတော့ကဝါနူဒီသားရဲ့ယရနာပဲလို့ပြောလိုက်ပြီးဂျန်နယ်ဓာတ်ဆိုင်တော်မှာပြန်ပေးအောင်မယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဒီတော့ကိုတော့မရဘူးလို့ပြောပြီးပြီးခဲ့တဲ့နှစ်တည်းကဓာတ်ကအခုခံရပြီးပျောက်သွားကြတဲ့ကကပ်ဘီးတွေစားပစ်ခဲ့တာလို့ပြောလိုက်ပါတယ်။အဲဒါကြောင့်နတ်ဖျားတွေကစိတ်ဆိုးလို့နယ်မြေတွေသိမ်းခံလိုက်ရတာလို့လည်းပြောလိုက်ပြီးသူကဇိုရိုကိုတိုက်ခိုက်နေခဲ့ပါတယ်။အဲဒီနောက်တော့နှစ်ယောက်သားအပြန်အလှန်တိုက်ခိုက်နေကြချိန်ကာဝါမတ်စုကသူတို့ရဲ့ဂျာကိုပြေးလာပြီးတိုက်ပွဲကိုရပ်ဖို့ပြောကသူ့ရဲ့ဓာတ်ကိုပြစ်ပြီးတားလိုက်ပါတယ်။ဒါကြောင့်ဇိုရိုကတစ်ဖက်ကနေဝင်လာတဲ့ကာဝါမတ်စုရဲ့ဓာတ်ကိုတားထားလိုက်ပါတယ်။ ခါဝါမဆူကသူ့ရဲ့ဓာတ်ကိုဓာတ်လိုက်တဲ့ဇိုရိုကိုကြည်ကပြောင်းလိုက်ပြီးတယောက်နဲ့တယောက်အသီးသီးမရှိပဲအစည်းအဝေးမရှိပဲဆာမူရိုင်းနဲ့ဘုံကြီးကတိုက်ခိုက်နေတာကအံ့ဩစရာပဲလို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့ဇိုရိုကဘသူလဲလို့တွေးနေချင်းတစ်ဖက်လူကြီးကတော့ခါဝါမဆူကိုမယုံနိုင်တယ်လို့ကြည့်နေပါတယ်။အဲဒီလိုနဲ့ပဲအိုရီယန်ကခါဝါမဆူကိုမှတ်မိသွားပြီးခါဝါမဆူမလာလို့မေးလိုက်ချင်းခါဝါမဆူကအိုရီယန်ကိုသူ့ရဲ့နာမည်ကိုဘယ်လိုသိတာလဲလို့မေးလိုက်ပါတယ်။အဲ့ဒီအချိန်ကိုင်ရိုရဲ့ကျုံးမော်တော့ဘင်မောင်းတယောက်ဖမ်းခံထားရပြီးသူမောင်းကမုံနေကိုအားရပါးရစားနေခဲ့ပါတယ်။ဒါကိုမြင်တော့ကွင်းကကင်းကို မင်းအလုပ်ကိုလုံးဝကိုခြာတူးလက်နေအောင်လုပ်တဲ့ထဲမှာပါတယ်လို့အပြစ်တင်လိုက်ပါတယ်။တဖက်မှာလည်းကင်းကသူ့အနေနဲ့တေချာဘောက်ကိုတင်းမောကိုကန်ချလိုက်တာပါလို့ပြောလိုက်ပြီးအဲဒီနောက်ဂျက်ကကွင်းကိုဘေးမောင်းကိုဘာလို့ဒီကိုခေါ်လာတာလဲလို့မေးပါတယ်။ဒါကိုကြားတော့ကွင်းကအဆက်အသွယ်ပြတ်နေတဲ့ဥတော်နဲ့သူဘလို့လုံးမလဲလို့မေးလိုက်ပါတယ်။အဲဒီအချိန်ဘေးမောင်းကကင်းကိုသူ့ကိုလှုပ်ခဲတာအတွက်မေးပေးမယ်လို့ပြောလိုက်ပြီးဘာလို့သူတို့နဲ့လာမပူပေါင်းတာလဲဆိုပြီးလည်းပြောလိုက်ပါတယ်။အဲ့နောက်ဘေမောင်းကသူတို့စီမှာမရှိတဲ့မျိုးနွယ်တစ်ခုလို့ဆိုပြီးသုံးမျိုးရဲ့ရှိရလို့ပြောလိုက်ပြီးအဲ့ဒီထဲကတစ်ခုကတဖြည်းဖြည်းနဲ့ပျောက်ကွယ်လာနေပြီလို့ပြောလိုက်ပါရီ ဒါပေမဲ့ဘင်မောင်းကိုကြည့်ကဂင်းကတော့သူမရဲ့ကမ်းလှမ်းမှုကိုညင်းပယ်လိုက်ပါတယ်။အဲဒီနောက်ဘင်မောင်းကသူမကိုလက်ထိပ်ဖြုတ်ပေးဖို့အတွက်အားလုံးကိုပြောလိုက်ပြီးမယ်။ဘသူမှဒါကိုလက်မခံခဲ့ကြပါဘူး။အဲဒီနောက်ဂိုက်တူကလည်းသူတို့စီကိုလာနေခဲ့ပါတယ်။ဘင်မောင်းကတော့အားလုံးကိုမင်းတို့ကအတော်လေးကိုခေါင်းမာတာပဲလို့ပြောလိုက်ချင်း။တယောက်ကတော့အားလုံးကိုခတ်တိုးတိုးနဲ့ဂိုက်တူနဲ့ဘင်မောင်းကလေတခုနဲ့ခရီးထွက်ဖူးတယ်လို့ပြောပြလိုက်ပါတယ်။အဲဒီချိန်ဂိုက်တူရောက်လာပြီးသူ့ရဲ့လူတွေကိုလက်ထိပ်ဖြုတ်ပေးလိုက်ဖို့အတွက်ပြောပါတယ်။ဒါကိုကြတော့အားလုံးကလည်းလန့်သွားပြီးအဲ့လိုမလုပ်ဖို့အတွက်ဂိုက်တူကိုဓာနေချင်းပင်မောင်းကလည်းအားလုံးကို မင်းတို့ကသူကလက်ထိပ်ဖြုတ်ပြီးဖို့ပြောနေရမကြားဘူးလားလို့မေးလိုက်ပါတယ်။ဒါကိုကြားတော့အားလုံးကဘင်မောင်ကိုကိုင်ရိုကနောက်နေတာဖြစ်ပါလိမ့်မယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာကိုင်ရိုကလည်းလက်ထိပ်ကိုဖြုတ်ပြီးဖို့အတွက်ထပ်ပြောလိုက်ပါတယ်။အဲ့နောက်တော့လက်ထိပ်တွေကပြုတ်သွားပြီးဘင်မောင်ကထားရက်လိုက်ပါတယ်။ပြီးတော့ဘင်မောင်ကကိုင်ရိုကိုမထွေတာကြပြီလို့ပြောလိုက်တယ်။ပြီးတော့ဘင်မောင်ကသူမရဲ့ဓာတ်ကိုထုတ်လိုက်တော့ဓာတ်ကလည်းဘင်မောင်ကိုအရင်လိုပြန်ဖြစ်သွားတာဝမ်းသာပါတယ်လို့ပြောလိုက်ပြီးသူကဒဇိန်နေနေဆိုရင်ရှတ်တာတာကိုသိတယ်မလားလို့ပြောလိုက်ပါတယ်။ဒါကြောင့်ကိုင်ရိုကဘင်မောင်ကိုမင်းကိုလာရင်တပ်ပြစ်မယ်လို့ပြောခဲ့တယ်မှလားလို့မေးလိုက်ပါတယ်။ ဒါကိုကြတော့ဘင်မောင်ကလည်းတိုက်ခိုက်ဖို့အသင့်မြင်ပြီးဘယ်အယူကသူ့ကိုယ်သူအသေးခံပြီးခြေတက်လာမှလဲလို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့အေဂရီနီယာရဲ့တိုက်ပွဲကစတင်ခဲ့ပြီးအားလုံးကလည်းသူတို့ရဲ့တိုက်ပွဲကြောင့်ဘေးကိုရှောင်ထွက်နေပါတယ်။ပြင်းထန်တဲ့တိုက်ပွဲကြောင့်ပင်လယ်ရေတွေကရိုက်ခတ်နေပြီးကောင်းကင်ကလည်းအုံမဲနေကတရားစီရီလည်းကြာနေခဲ့ပါတယ်။အဲ့ဒီချိန်ဂိုင်ရိုနဲ့ပင်မောင်တို့နှစ်ယောက်သားကတော့အပြန်အလှန်တိုက်ခိုက်နေကြပြီးဂျိုးတစ်ခုလုံးကတော့တိမ့်တိမ့်တုန်နေခဲ့တာဇလန်လေးကလည်းဒီနေရာမှာရင်းမဲတခန်းရက်သွားခဲ့ပါတယ်။အပိုင်း953ရဲ့အဆောက်မှာတော့ဂိုင်ရိုနဲ့ပင်မောင်တို့ရဲ့တိုက်ပွဲကဖြစ်ပွားခဲ့ပါတယ်။ ဒရိုနီယာရိုက်တိုက်ခိုက်မှုကြောင့်ဂျွန်းတစ်ခုလုံးကတိမ့်တိမ့်တုန်နေခဲ့ပါပြီ။အဲဒီချိန်ဂိုင်ရိုရဲ့လက်အောက်ငယ်သားတယောက်ကဂိုင်ရိုကိုဆက်ပြီးမတိုက်ခိုက်တော့ဖို့အတွက်ပြောလိုက်ပါတယ်။ဒါပေမဲ့ဂိုင်ရိုကတော့သူတို့ကိုပါဇက်ပိတ်ထားဖို့အတွက်ပြောလိုက်တာကြောင့်အားလုံးကလန့်သွားခဲ့ကြပါတယ်။အဲဒီချိန်ဘင်မောင်းကဂိုင်ရိုတယောက်အာယုံလွင်သွားတာကိုအခွင့်ကောင်းယူကသူ့ကိုတိုက်ခိုက်ပြလိုက်ပါတယ်။မြောက်ဘက်မှာတော့ဂိုင်တိုရဲ့လူတွေကပုံနေပြီးသူတို့ကဒီကနေထွက်သွားဖို့အတွက်ပြောနေချိန်ကွင်းကရောက်လာပြီးအားလုံးကိုတခင်ကတိုက်ခိုက်နေချိန်မင်းတို့ကဒီမှာလာပုံနေရလားငါကြောက်တယ်လို့ပြောလိုက်ပါရီ ဒါကိုကြတော့တယောက်ကကွင်းကိုဘယ်ရောက်နေရလဲလို့မေးလိုက်ပြီးကွင်းကရောထွက်ပြေးသွားတာလားလို့မေးလိုက်တော့ကွင်းတယောက်တခိုးလူမီဖြစ်သွားခဲ့ပါတယ်။အဲ့နောက်သူကဦးတော်ရဲ့ခြေနေကိုမေးမြန်းလိုက်တဲ့အခါမှာတယောက်ကတော့အဆက်အသွယ်မရဘူးလို့ပြောလိုက်ပါတယ်။ဒါကြောင့်ကွင်းကအခြေအနေကိုသူသွားကြည့်လိုက်မယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်တယောက်ကတော့ကွင်းကထွက်ပြေးဖို့လမ်းစားချနေရလို့ပြောလိုက်တယ်။အဲ့ဒီအချိန်ဖုန်းကူးကအတန်မီလာတာကြောင့်ကွင်းကဖုန်းကိုကောက်ကင်လိုက်တော့တစ်ဖက်ကဘာဘာနျူကီရဲ့အတန်ကထွက်လာပါတယ်။အဲ့နောက်ကွင်းကသူ့လူတွေကို ဒီကိုခေါ်လာတာများသွားတယ်လို့ပြောလိုက်ပြီးလိုအပ်ရင်ပြန်လာပို့ပေးမယ်လို့ဆိုတာကျုံးကနေထွက်သွားဖို့အတွက်စကားရှာလိုက်ပါတယ်။ဒါပေမဲ့ဘာဘာနျူကီကတော့မလိုဘူးလို့ပြောလိုက်ပြီးကေယောလူဖီပါအားလုံးတန်တိုင်းနောက်ကိုရောက်နေပြီလို့ပြောလိုက်ပြီးဒီမှာအဆင်ပြေတယ်ဆိုတာကိုသိရအောင်ဖုံးလန်းဆက်လိုက်တာလို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့ကွင်းတယောက်စိတ်ညစ်သွားပြီးသူကအဲ့ဒါကိုသိချင်နေတယ်ထင်လို့လားလို့ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းဘာဘာနျူကီကအိုတမာကိုအားလုံးအဆင်ပြေအောင်လုပ်ပေးလိုက်ပြီလို့ပြောလိုက်တော့အိုတမာကလည်းဘာဘာနျူကီကိုလိမ်မာတယ်လို့ပြောလိုက်ပါတယ်။ဒါကိုမြင်တော့ရိုက်ဆိုတို့ကလည်းအံ့ဩနေပြီး ။ OGG ကတော့အိုတမာလီရဲ့အစွမ်းကတလိမ့်ဆန်နေတဲ့တလိမ့်ဆန်အစွမ်းကိုသုံးတဲ့သူတွေစီမှာအကျိုးသက်ရောက်မှုရှိတယ်လို့ပြောလိုက်ပါတယ်။ဘာလို့လဲဆိုတော့ဖန်ခံထားရတဲ့ဘာဘာနျူကီကသူတို့ကိုချင်းချောက်နေပြီးဒါကိုကြတော့လူဖီကအိုတမာကိုဘာဘာနျူကီကိုလည်းဖတ်ထုတ်ကြွေးလိုက်ဖို့အတွက်ပြောပါရည်ဒါကိုကြတော့အိုတမာကသူမအနေနဲ့ဒါကစပီတုံးကလိုမျိုးအလုပ်ဖြစ်မဖြစ်မသိကြဘူးလို့ပြောလိုက်ပါရည်ဒါကိုကြတော့လူဖီကအရင်စမ်းကြည့်ဖို့အတွက်ပြောလိုက်ပြီးရိုက်ဇိုကအန်အုံးနေပြီးတော့ဘာဖတ်ထုတ်လဲလို့မေးလိုက်ပါရည် အဲ့ဒီချိန်အိုတမာကသူမကလူဖီရဲ့စကားကြောင့်ဘာကနေဖတ်ထုတ်ကိုယူလိုက်ပြီးဘာဘာနျူကီကိုစမ်းစားကြည့်ဖို့အတွက်ပြောလိုက်ပါတယ်။ဒါပေမဲ့ဘာဘာနျူကီကအိုတမာကိုကြမ်းတမ်းစွာဆက်ဆံခဲ့တာကြောင့်အိုတမာကလက်မီးပြန်ပြေးလာပါတယ်။အဲ့နောက်မှာတော့သူမကဘာဘာနျူကီကိုဖတ်ထုတ်ကိုပြစ်ကျွေးလိုက်တော့ဘာဘာနျူကီရဲ့ဘိုက်ကဆင်ကဖမ်းယူပြီးစားပစ်လိုက်ပါရီအဲ့နောက်အိုတမာကသူမကိုဆူဆူရဲရဲကြည့်နေတယ်ဘာဘာနျူကီကိုကြောက်လန့်နေချိန်ခဏမှာတော့ဘာဘာနျူကီကြီးကပြုံးလာပြီးအိုတမာကိုတခင်ခိုင်းနေတာကိုခိုင်းပါလို့ပြောလိုက်ပါရီဒါကိုကြားတော့အိုတမာကပြောသွားပြီးအလုပ်ဖြစ်တယ်လို့ပြောလိုက်ချင်း ရိုက်ဆိုတို့ကလည်းဒါကိုကြည့်ကအံ့ဩနေကြတာပါတစ်ဖက်မှာလည်းကာရီဘောင်ကဒါကိုကြည့်ပြီးဒါရီကသူ့ရဲ့အစွမ်းကြောင့်ပဲလို့ပြောလိုက်ပါတယ်သူကဆက်သွယ်ရေးဘော့စ်ကိုဖမ်းလိုက်ပြီးအဆက်သွယ်ရေးဖြတ်တောက်ပြလိုက်တာပါအဲ့ဒီနောက်ကာရီဘောင်ကအခုဆိုအပြင်ကလူတွေကထောင်ချီတဲ့ထောင်သားတွေရဲ့အထဲမှာငင်းငင်းလေးထိုင်နေကြတယ်လို့ထင်နေကြတော့မယ်လို့ပြောလိုက်ပြီးတကယ်တိုက်ပွဲကြီးနေကြမှာသူတို့ကအံ့ဩသွားကြတော့မယ်လို့ပြောလိုက်ပါတယ်အိနောက်ကာရီဘောင်ကရိုက်ဆိုကိုသူ့ရဲ့ခြေစုပ်ကိုမမေ့ဖို့အတွက်ပြောပြီးရိုက်ဆိုကလည်းဒါကိုလက်ခံလိုက်ပါရီအိနောက်သူကအခုဆိုရင်ကီယက်မွန်နိုနဲ့ဆက်သွယ်လို့ရသွားပြီလို့ပြောလိုက်ပါရီ တဖက်မှာလည်းချောပါကြောင့်ပြန်ကောင်းလာတဲ့သူတွေကချောပါကိုဒီကျေးဇူးကိုသူတို့အသက်နဲ့ရင်းမြစ်ဆပါမယ်လို့ပြန်ပြောလိုက်ပါတယ်။ဒါကိုကြားတော့ချောပါကဗိုင်းရပ်ကတက်ရလွယ်ပါတယ်လို့ပြောလိုက်ပြီးဒီလောက်ကြီးမဟုတ်တာကြောင့်ဆာမူရိုင်းနေအနေနဲ့အဲ့လောက်ထိလုတ်ပေးစရာမလိုဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်ချောပါကအားလုံးကိုပြန်ကောင်းလာတာဝမ်းသာပါတယ်လို့ပြောလိုက်ပြီးလူဗီကလည်းအခုဆိုရင်တက်တာနေပြီလို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်လူဖီကတော့အားလုံးကိုကိုင်ရိုကိုတိုက်ခိုက်ဖို့အတွက်ပြောလိုက်ပြီးအားလုံးကလည်းဒါကိုလက်ခံအားပေးနေကြပါတယ်။ဒါကိုမြင်တော့ယူဂရိုက လူဗီကိုမိုမိုကဒီကိုခေါ်လာပေးုံပဲဆိုပေမဲ့အားလုံးရဲ့ယုံကြည်မှုတွေကိုရနိုင်ခဲ့ပြီလို့ပြောလိုက်ပါရီအဲ့ဒီအချိန်အမောင်ရိတ်သေးကနေလူတချို့ကထွက်လာပြီးသူတို့ကယိုဂရိုကိုကြည့်ကယုံတော်မြုံနိုင်မှုအခုလိုတွေ့ရအောင်မယ်လို့ပြောနေခဲ့ပါရီဒါကိုမြင်တော့ Rise ကဒေတာတီးတီးကခေါင်းဆောင်နေပါလားသူတို့ကဘာလို့ဒီကိုရောက်နေကြတာလဲလို့ပြောလိုက်ပါရီအဲ့ဒီအချိန်ခေါင်းဆောင်တွေကယိုဂရိုကိုလေးပြူပြီးခမည်းစီမှာတာဝန်ထမ်းဆောင်ဖို့အသက်ရှင်နေရုံမယ်လို့မထင်မိဘူးလို့ပြောလိုက်ပါရီ ါကိုကြတော့အားလုံးထားဖို့ဟျိုဂရိုက ပြောပြီးအသက်ရှင်နေသေးတာဝမ်းသာကြောင်းပြောလိုက်တော့လူဖီကဒါကိုကြည့်ကဟျိုဂရိုကိုအဖိုးကြီးခမရကဒီလူတွေနဲ့တိတာလားလို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ခေါင်းဆောင်တွေကဟျိုဂရိုကိုအဖိုးကြီးလို့ခေါ်လိုက်တာကြောင့်လူဖီကိုဖမ်းပြီးဖြတ်တောက်ဖို့အတွက်လှုပ်လိုက်ချင်းဟျိုဂရိုကအမြန်တားလိုက်ပြီး "तू ကငါအသက်ကိုကယ်ပေးထားတယ်"လို့ပြောလိုက်ပါတယ်။အဲဒီနောက်အိုချိုကတော်လန်သူတွေကိုစုဖို့အတွက်အချိန်ပြုံးနေလို့မဖြစ်ဘူးလို့ဆိုကထွက်သွားဖို့လို့ချင်းဆူနာဂူရိုကလူဖီကိုနောက်တစ်ခါဆိုရင်အပြောဆိုဆင်ခြင်ဖို့အတွက်ပြောလိုက်ပါတယ်။ ဒါကိုကြတော့လူဖီကတော့နားမထောင်ပဲခံပြောနေပါတယ်။ဒါကိုမြင်တော့ဆာမူရိုင်းတွေကဒေတာခေါင်းဆောင်ကိုပါအော်ပြောရတဲ့လူဖီကိုသဘောကျပြီးသူ့ကိုတစ်သက်လုံးလူဖီရဲ့နောက်လိုက်မယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြတော့လူဖီကလည်းရတယ်လို့ပြောပြီးဒီနိုင်ငံကိုကယ်ပေးမယ်လို့ပြောလိုက်တယ်။တဖက်မှာလည်းကင်းရမုံကဂိုင်ရိုရဲ့အိမ်ပုံချမ်းကိုခိုးသွားတဲ့သူကအာရှူရာဖြစ်နေလို့သူကအံ့ဩနေပြီးဝမ်းသာနေခဲ့ပါတယ်။ဒီကတော့အာရှူရာကိုမင်းတို့ဒီလောက်ထိတဲတဲဝင်ဝင်ရှိလိမ့်မယ်လို့မသိခဲ့ဘူးလို့ပြောလိုက်တော့အာရှူရာကသူ့ကိုအဲ့လိုပြောနေရကိုရလိုက်ဖို့အတွက်ပြောပါတယ်။ တဖက်မှာတော့ကင်းရမုံကပုံချမ်းကိုရရှိပြီဖြစ်လို့တိုက်ပွဲစီစဉ်ကိုဆွဲဖို့အတွက်ပြောလိုက်ပါတယ်။အဲ့ဒီချိန် Rizo ကဖုန်းခေါ်လာတော့ကင်းရမုံကကိုင်းလိုက်ပြီး Rizo ကို Luffy ကိုကယ်နိုင်ရလားလို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ Rizo ကအဲ့ဒီထက်အများကြီးပိုတယ်လို့ပြောလိုက်ပြီးအရင်ဆုံးစစ်သားတွေစုဆောင်းမိတယ်လို့ပြောပြလိုက်ပါတယ်။အင်အား3500ဆိုတာကြောင့်ကင်းရမုံကအံ့ဩနေပြီးတော့ Ashura ကလည်းအများကြီးပဲလို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ Rizo ကကင်းရမုံကို Luffy ကိုကယ်နိုင်တဲ့အပြင် Kawamatsu ကိုပါတွေ့လို့ထပ်ပြီးတော့ကယ်တင်နိုင်ခဲ့ပြီးနောက်ဆုံးတော့ Ulon Mine Sky ကြီးကိုလည်းတင်လိုက်နိုင်တယ်လို့ပြောလိုက်ပါတယ်။ ဒါကိုကြတော့ကင်းရမွန်တယောက်မယုံနိုင်ဖြစ်နေခဲ့ပါလေ။သူက Raizo ကို Luffy ကိုကယ်နိုင်တဲ့အပြင်ဒါရီအားလုံးကိုလည်းလုံနိုင်ခဲ့တာလားလို့မေးလိုက်ပါလေ။ဒါကြောင့် Raizo ကဟုတ်တယ်လို့ပြောပြလိုက်ပါလေ။ဒါပေမဲ့ Raizo ကသူတို့မှာပြဿနာအကြီးကြီးရှိနေရလို့ပြောလိုက်တော့ကင်းရမွန်ကဘာတွေလဲလို့မေးပါလေ။အဲ့ဒါတွေကတော့လက်နက်တွေဖြစ်ပြီး Gaido ရဲ့လက်နက်တွေကသူ့ရဲ့လူတွေအတွက်ပဲသုံးဝင်ပြီးတော့ Samurai တွေအတွက်ဒါရီလက်တွေက Gaido ကြောင့်အားလုံးမရှိတော့ဘူးလို့ပြောလိုက်ပါလေ။ဘာလို့လဲဆိုတော့ Gaido ကလက်နက်တွေအားလုံးကိုတင်ခိုင်းထားလို့ပါ။ ဒါကိုကြတော့ဂင်းရမုံကနားလဲပြီးလို့ပြောလိုက်ပြီးသူ့အနေနဲ့ဒါကိုဖြေရှင်းဖို့ကြိုးစားမယ်လို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ဂင်းရမုံကဒီပြဿနာကိုဖြေရှင်းဖို့အတွက်ရွာကိုပြန်ပြီးစဉ်းစားမယ်လို့ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းအိုရီယန်ကခါဝါမတ်စုကိုကြည့်ကတကယ်ပဲရှင်လာလို့ဆိုတာပြေးဖက်လိုက်ပါတော့တယ်။ဒါကိုမြင်တော့ခါဝါမတ်စုကကြောင်သွားပြီးမျက်ရည်တွေအပြည့်နဲ့ဖြစ်နေတဲ့အိုရီယန်ကိုကြည့်နေပါတယ်။ခဏကြာမှတော့သူကအိုရီယန်ကိုမှတ်မိသွားခဲ့ပြီးပြုံးသွားခဲ့ကမင်းကိုဒီနေရာမှာပြန်တွေ့ရမယ်လို့ထင်မထားဘူးလို့ပြောလိုက်ပြီးအဲ့ဒါထက်မင်းကကောင်းကောင်းရှင်းတဲ့နေသေးတာပဲလို့ပြောလိုက်ပါတယ်။ ဒါကိုကြတော့ဇိုရိုကလည်း Orion ကကာဝါမတ်စုရဲ့အကြောင်းကိုပြောပြဘူးတဲ့ဆိုတာကိုသတိရသွားခဲ့ပါတယ်။အဲဒီချိန် Orion ကတော့ကာဝါမတ်စုကိုအဲဒီတုန်းကကြောက်ပြီးထွက်ပြေးပြီလို့တောင်းပန်ပါတယ်လို့ပြောလိုက်ပါတယ်။အဲဒီတုန်းက Orion ကရာသမျှအစားအစာကိုသူမကိုသာပေးပြီးအမြဲတမ်းပိုက်ဆံရတဲ့ကာဝါမတ်စုကိုကြည့်ကတနာနေခဲ့တာပါ။အဲဒီညကကာဝါမတ်စုကအပြင်းမမထိုင်ပြီးသူကဘာမှမစားရသေးတာကြောင့်ပိုက်ဆံနေပါတယ်။ဒါနဲ့ပဲသူကကျင်သားမရသေးဘူးလို့ကိုကိုကိုပြောလိုက်ပြီးဒါကို Orion ကလည်းကြားနေခဲ့ပါတယ်။ ဒီတိုင်းဆက်သွားနေရင် Orion ကသူမကြောင့်ဒီနေ့ကာဝါမတ်စုတယောက်ဒုက္ခဖြစ်တော့မယ်ဆိုတာကိုသဘောပေါက်လိုက်ပြီးစိတ်ပူလာပါရီ။ဒါကြောင့် Orion ကသူမအနေနဲ့ကာဝါမတ်စုရဲ့နောက်ကနေထွက်သွားဖို့အတွက်ဆုံးဖြတ်ခဲ့ပါရီ။အဲဒီနောက်ကာဝါမတ်စုနိုးလာတော့ Orion ကမရှိတော့ဘဲသူ့အတွက် Orion ထားခဲ့တဲ့စာပဲရှိနေခဲ့ပါရီ။စာထဲမှာတော့ Orion ကသူမကိုစိတ်မပူဖို့အတွက်ပြောပြီးကာဝါမတ်စုကိုလည်းကျေးဇူးတင်ပါတယ်လို့ပြောထားခဲ့တာပါ။အဲဒီနောက်မှာတော့ Orion ကပြောက်ွယ်သွားပြီးဒါကိုတီသွားတော့ကာဝါမတ်စုကလန့်သွားက Orion ကိုနေရာအနက်မှာလိုက်ရှာပါတော့တယ်။ သူကမြို့ရဲအထိဝင်ပြီးရေချိုးကန်နေကလေးစားတင်ဝိုင်းနေကိုပါလိုက်ရှာခဲ့တာပါဒါပေမဲ့ Orion ကိုမတွေ့ရဘဲနဲ့သူမနဲ့ပုံစံတူတဲ့ကလေးတွေကိုပဲတွေ့ခဲ့ရပါတယ်နောက်ဆုံးမှာတော့ခါဝါမတ်ဆူတယောက် Orion ကိုမတွေ့နိုင်တော့ဘူးဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်အဲဒီနောက်ခါဝါမတ်ဆူကငိုနေတဲ့ Orion ကိုချော့လိုက်ပြီးမင်းကအရန်ကိုသဘောကောင်းပြီးကျင်နာရတာပဲလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်တစ်ဖက်မှာလေလူကြီးကခါဝါမတ်ဆူကိုမြင်ပြီးဝမ်းသာနေပါတယ်အဲ့ဒီအချိန်တစ်ဖက်ကသနတ်တန်ထွက်လာပြီးလူကြီးကိုမှန်ကလဲကျသွားပါတယ်ဒါကိုမြင်တော့ဇိုရိုကလန့်သွားချိန်တစ်ဖက်ကကိုင်တူရဲ့လူတွေကပေါ်လာပြီး လူကြီးကိုငါတို့ကလက်စားချေဖို့လာတာလို့ပြောလိုက်ပါတယ်။အဲဒီနောက်သူတို့ကလူကြီးကိုဘလို့လှုပ်ပြီးငါတို့ရဲ့တန်ချီတဲ့လက်နက်တွေကိုခိုးရတာလဲလို့ဆိုတော့လူကြီးကပြန်ထားဖို့လုပ်ပေမဲ့မရတော့ပါဘူး။ဒါကိုမြင်တော့ဂိုက်တူရဲ့လူတွေကသဘောကျနေခဲ့ပြီးထားလို့မရတော့ဘူးမှလားလို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ခါဝါမတ်စုကအိုရီယန်ကိုပုံနေဖို့အတွက်ပြောလိုက်ချင်းတစ်ဖက်ကလည်းသူတို့ကိုမြင်သွားခဲ့ပြီးလူကြီးရဲ့ပေါင်းပါတွေလို့ထင်အောင်အားလုံးကိုပြစ်တက်ခိုင်းလိုက်ပါတယ်။ဒါပေမဲ့ဇိုရူရူကသူတို့ကိုတစ်ချက်သေးနဲ့တိုက်ခိုက်ပစ်လိုက်တာကြောင့်အားလုံးကတည်သွားခဲ့ကြပါတယ်။ အဲ့ဒီအချိန်လူကြီးကတစ်ဖက်ကိုထွက်သွားတာကြောင့်ဆိုရူကလည်းဓာတ်ကိုပြန်ပေးဖို့အတွက်ပြောကနောက်ကလိုက်သွားပြီးဇလန်လီကလည်းဒီမာရီမဲတခန်းရက်သွားခဲ့ပြန်ပါလေ